95ခုနှစ်အော်တိုဘာလ12ရက်ဒီနေ့တနင်္ဂနွေနေ့ခုနှစ်ရက်သားမီးအားလုံးတို့အတွက် numerology ကဏ္ဍပင်ရင်းရကတော့အလုတ်သစ်စဖို့အခွင့်အရေးမျိုးတွေမိတ်ဆွေအစ်စ်တွေနောက်တစ်ခါကျတော့ရည်ရွယ်ချက်အစ်စ်တွေအတွက်အောင်မြင်မှုရမယ်အခွင့်အလမ်းမျိုးတွေပေါ်ပါလိမ့်မယ်ဒီနေ့ဟာကံတရားကမျက်နှာသာပေးတဲ့နေ့ဖြစ်ပါတယ်နိုင်ငံခြားထီကန်ဆန်းတာမျိုးတို့နောက်တစ်ခါစူးကြီးမဲနှိုက်တာမျိုးတို့ကန်ဆန်းမီပြောဆိုလှုပ်ဆောင်မဲ့ကိစ္စတွေဆောင်ရွက်တာမျိုးတို့ အထူးအောင်မြင်မဲ့နေ့ဖြစ်ပါတယ်အထူးအားဖြင့်တော့ဇေဒီတစုစုမှာမိမိဖြစ်ရှင်တဲ့အဋိဌံပြုပြီးဆူတောင်းတာမျိုးတွေဟာလည်းဒီလိုနေ့မှာအဋိဌံအတွက်အထောက်ပံ့ကောင်းနေရမယ်နေမျိုးဖြစ်ပါတယ်မိတ်ဆွေတို့မိမိရဲ့ကဉာဏ်ဝိရိယဆိုတဲ့အထက်ထဲမှာဉာဏ်နေဝိရိယတွေထက်ကံတရားကဇောင်းပေးတဲ့မျက်နှာသာပြည့်တဲ့နေ့တစ်နေ့ဖြစ်တယ်လို့နမိတ်ဖတ်လိုက်ပါတယ်ဒီလိုနေ့မှာကံထူးကောင်းမှုလို့အတွက်မိတ်ဆွေများအနေနဲ့ကစွန်းညုံကိုရေမှန်ထက်ပြီးရေချိုးလိုက်ခြင်းအပြင်ကံစွန်းသောဓာတ်နဲ့ထူးထူးခြားခြားအောင်မြင်သွားပါလိမ့်မယ်ခင်ဗျာ ဒီနေ့မှာသင်တန်းကိစ္စပညာရေးကိစ္စရှာလွှာကိစ္စအင်တာဗျူးကိစ္စတွေအောင်မြင်ဖို့လို့တွက်ကြတော့စွန့်ကန်ကြတဲ့ကိုရင်ဦးစင်းတပါးပါးကိုတကြားတစ်ထုပ်လှူဒန်းပြီးဆူတောင်းလိုက်ပါခင်ဗျာဒီနေ့မီရှူတန့်စင်ဖွားမြင်ကြတဲ့ရင်သွေးရတနာတွေတွက်ကြတော့မာဘုတ်ဗေနေနီယာတနင်္ဂနွေနေ့ဘွားဘင်္ဂဘွားဇာတာရှင်များဖြစ်ကြပါတယ်ဘင်္ဂတို့ရဲ့သဘောတရားတိုင်းငယ်စဉ်မှာခက်ခဲပြီးကြီးတဲ့အခါအောင်မြင်ချမ်းသာမဲ့နမိတ်ရှိတယ်လို့မင်္ဂလာစကားဖတ်ကြလိုက်ပါတယ်ဗျာဒီနေ့ကြောက်တဲ့မွေးနေ့ရှင်တွေအားလုံးတို့အတွက်မွေးနေ့မင်္ဂလာ တနည်းတားလုံးကံကောင်းမှုလုံးကုသိုလ်ရတရားဖြစ်ကတော့မြတ်စွာဘုရားရှင်ကိုအုံတမင်းဆုံးကတ်တူခြင်းယဟန်တန်ဃာတို့ကိုအုံတမင်းဆုံးလောင်းလူခြင်းနဲ့ဆွေမျိုးမိတ်ဆွေအပေါင်းတို့ကိုအုံတမင်းဒါနပြုခြင်းအပြင်တနည်းတားလုံးကံတရားရဲ့အထောက်ပံ့ကောင်းတွေအထူးရပါလိမ့်မယ်ခင်ဗျာအကျိုးပေးစုမှုကဏ္ဍကတော့နှစ်ကဏ္ဍခုနှစ်ကဏ္ဍဖြစ်ပြီးတော့ငွေကံကောင်းဖို့လို့တွတ်ဆိုရင်တော့ပတ်စံရင်တဲ့ကိုတပြင်းညွန့်တညွန့်ဆောင်းထားလိုက်ရုံဖြင့်ဒီနေ့ငွေကံကောင်းပါလိမ့်မယ်ခင်ဗျာ ရှိခေါ်လက်ခေါ်ဖြစ်နေကတော့မိမိရဲ့ဆိုင်ရှိမျက်နှာသားကိုမျက်နှာမူပြီးနွားနို့အနှဲငယ်တောင်းရင်ဇင်းရောင်းကောင်းမှုဆူတောင်းလိုက်ကြပါစို့ခင်ဗျာအယောင်ထိုင်နေတဲ့ကိုမျိုးစီတွေအယောင်သွက်ဖို့လိုတော့ကတော့ဝါတူလေးတစ်စုံနဲ့တို့ပြီးခောက်ပြီးရိုက်ပြီးဆူတောင်းလိုက်ုံနဲ့အယောင်ထွက်အယောင်သွက်သွားပါလိမ့်မယ်ခင်ဗျာအမှုခင်းဂျုံနေတဲ့သူတွေရှိရဆိုရင်လည်းအမှုဂျုံနေတဲ့သူရဲ့အမိကိုလိမ်မော်သီးတစ်လုံးမှရေးပြီးတော့တီလာရှင်ဆရာလေးတစ်ပါးကိုလောင်းလှူလိုက်ပါခင်ဗျာကျမ်းမာရေးအညံခိုက် ရှိတဲ့သူတွေမိမိမိသားစုဆွေမျိုးမှာရှိရင်တော့စေကောင်းဝါကောင်းဆရာကောင်းတမကောင်းတွေ့ဖို့လို့အတွက်စွန့်ငံဖုန်ကြီးကိုငပြောတိမဲ့သုံးလုံးလှူဒန်းပြီးဆူတောင်းလိုက်ပါခင်ဗျာအချီးရဲ့မြတ်တားရဲ့အိမ်တော်ကြီးကိစ္စတွေကတော့အေဂျင့်ပျော်ရွှင်ရပါလိမ့်မယ်ခင်ဗျာအေဂျင့်တရားဖို့အတွက်လည်းအေးဖြော်ရည်တမျိုးမျိုးမြတ်စွာဘုရားရှင်ကိုလှူဒန်းပြီးအထူးဆူတောင်းလိုက်ကြပါခင်ဗျာ